ဆိုဗျာတဲ့ဒုက္ခတွေကဘာကြောင့်ဖြစ်တယ်လဲဒုက္ခတွေကဘာကြောင့်ချုပ်တယ်လဲတဲ့ဟောအရန်အရေးပါတဲ့မေးခွန်းနော်ဒုက္ခဘာကြောင့်ဖြစ်တယ်လဲဒုက္ခဘာကြောင့်ချုပ်တယ်လဲအဲ့လိုမေးတော့မြတ်စွာဘုရားကဘာဖြေတော့ဆိုတော့တခါကြီးတဲ့ဒုက္ခဖြစ်ပုံဒုက္ခဘာကြောင့်ဖြစ်ရလဲဒုက္ခဘာကြောင့်ချုပ်ရလဲဆိုတော့တဲ့ဟောငါပြောမယ်အဲ့လိုပြောတဲ့အခါမှာနော်အတိတ်ကာလတုန်းကဘလို့ဘလို့တွေကြောင့်ဒုက္ခဘလို့ဖြစ်သွားတယ်ဒုက္ခဘလို့ချုပ်တယ်လို့အတိတ်ကာလကဖြစ်ရကိုအကြောင်းပြုပြီးတော့ပြောမယ်ဆိုရင် အာအဲ့ဒါငကိုတုံးကဖြစ်ခဲ့တဲ့ကိစ္စပါလို့တခါကြီးကယုံကြည်မှယုံမဲတဲ့ဒါကြောင့်အတိတ်ကာလတုန်းကအဖြစ်အပျက်ကိုအခြေခံပြီးတော့ဒုက္ခဘာကြောင့်ဖြစ်တယ်ဒုက္ခဘာကြောင့်ချုပ်တယ်လို့ငါမပြောဘူးတဲ့အနာဂတ်ကာလမှာဖြစ်အပျက်ကိုအခြေခံပြီးတော့ဒုက္ခဖြစ်ခြင်းချုပ်ခြင်းပြောမှရှိအဲ့ဒါနောက်မှဖြစ်မဲ့ကိစ္စဆိုပြီးတော့ပေါ့ရင်ပေါ့နေလိုက်မယ်ဒါကြောင့်အနာဂတ်နဲ့ပတ်သက်ပြီးတော့လည်းငါမပြောဘူးတဲ့အခုလုံးလုံးစင်ဟုတ်လားဒီနားမှာထိုင်နေတဲ့ငါကဒီနားမှာထိုင်နေတဲ့တင့်ကိုဒုက္ခဘာကြောင့်ဖြစ်တယ်လဲဒုက္ခဘာကြောင့်ချုပ်တယ်လဲဆိုတာကိုအခုလက်တွေ့ပြောမိတယ်ဟုတ် စကားပြောဘလို့ကျွမ်းကျင်တဲ့စဉ်းစားနော်ဒီနားမှာထိုင်နေတဲ့ငါကဒီနားမှာထိုင်နေတဲ့တင့်ကိုအခုထိုင်ရမထဒုက္ခဘာကြောင့်ဖြစ်လဲဒုက္ခဘာကြောင့်ချုပ်လဲဆိုတာကိုပြောမေးတယ်ဘလို့စိတ်ဝင်စားတဲ့အကောင်ပြောမပြောရသေးဘူးစိတ်ဝင်စားတဲ့ဖြစ်အောင်ပြောနိုင်တယ်နော်တခါကြီးတဲ့တင့်ကငါမေးမယ်အဲ့ဒီတခါကြီးကဥရဝေလကပမှာနေကုန်းရောက်မှနေလာဟောဒီဥရဝေလကပမှာတဲ့တစုံတယောက်ဒုက္ခရောက်လို့ရှိရင်တင်ဒုက္ခရောက်ရမယ်အဲ့ဒီလိုတစုံတယောက်ရှိသလားတဲ့ ဘာကြောင့်လို့တယောက်ယောက်သေးလို့တယောက်ယောက်နားလို့ဖြားလို့တယောက်ယောက်အကြီးအကျယ်ဒုက္ခရောက်လို့ကိုဒုက္ခရောက်ရမယ်အဲ့ဒါလို့တယောက်ယောက်ရှိသလားလေဟာရှိပါလေဗျာတယောက်ယောက်ဒုက္ခရောက်လို့ကိုဒုက္ခရောက်ရမယ်အဲ့ဒီတယောက်ယောက်ရှိသလားလို့မေးတာဘယ်လိုပြောလဲရှိတယ်အဲ့လိုဆိုရင်ဆက်မေးမယ်တစုံတယောက်ဒုက္ခရောက်လို့တင်ဒုက္ခမရောက်ရမယ်အဲ့ဒီလို့တစုံတယောက်ကိုရှိသလားအဲ့ဒါလည်းရှိတာပဲတဲ့နားလည်လားမသိဘူးနည်းနည်းပြန်ပြောမယ် ။တယောက်ယောက်ဒုက္ခရောက်လို့ကိုဒုက္ခရောက်သွားရတယ်။အဲ့ဒီလိုမျိုးတယောက်ယောက်ရှိသလား။ရှိတာပေါ့။တယောက်ယောက်ဒုက္ခရောက်သွားလို့ကိုဒုက္ခမရောက်ဘူးဆိုတဲ့အဲ့လိုတယောက်ယောက်မျိုးကိုရှိလား။ရှိတာပဲလေ။တချို့ဘယ်သူတို့ဘယ်လိုပဲဒုက္ခရောက်နေနေမောက်နေနေလှမ်းနေလေကိုလည်းဘာမှမဆိုင်တာလေ။ဘာမှကိုမှဒုက္ခမရောက်။အဲ့လိုလိုကမရှိဘူးလား။ရှိ။အဲ့ဒါမြတ်စွာဘုရားဘာပြောလဲဆို။တကယ်အဲ့လိုဆိုစဉ်းစားရတယ်။ ဒီတယောက်ဒုက္ခရောက်ရင်တော့သင်ဒုက္ခရောက်ရတယ်ဒီတယောက်ဒုက္ခရောက်ရင်တော့သင်ဒုက္ခမရောက်ရဘူးတဲ့အဲ့ဒါလို့ဘာဖြစ်လို့ကိုယ်ပြချာနာနေရသလဲတဲ့သူ့ကိုပြင်မေးတာနော်အဲ့တော့ဘယ်လိုပြောတော့ဆိုတော့မြတ်စွာဘုရားတဲ့တပည့်တော်ချစ်ခင်ရတဲ့နှစ်သက်ရတဲ့မျက်နှိုးရတဲ့လူတွေဒုက္ခရောက်ပြီဆိုတော့ဒီလိုဒုက္ခရောက်ရတာပေါ့ဒီလိုချစ်ခင်မှုနှစ်သက်မှုမျက်နှိုးမှုမရှိတဲ့လူတွေဒုက္ခရောက်တော့သူ့သူဘယ်လောက်ပဲကြောက်နေနေအဲ့ဒါတပည့်တော်ဒုက္ခရောက်စရာအကြောင်းမရှိဘူးအဲ့လိုဆိုရင်တခါကြီးတဲ့တင်ကိုယ်တိုင်ပဲဒုက္ခဘာကြောင့်ဖြစ်တယ်လဲဒုက္ခဘာကြောင့်ချုပ်တယ်လဲဆိုတာတင်ကိုယ်တိုင်ပဲဖြေလိုက်ပြီးသားဖြစ်သွားပြီတဲ့ကဲ့ ဘလောက်ကျွမ်းကျင်တော်မူလဲဆိုတာစဉ်းစားတော့ညင်းကိုညင်းလို့ရလားမရဘူးဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားဘာထက်ပြီးတော့ပြောလိုက်တော့ဆိုတော့တခါကြီးတဲ့အတိတ်ကာလတုန်းကဒုက္ခရောက်တယ်ဆိုတာလည်းပဲအဲ့ဒီချစ်ခင်မှုနှစ်သက်မှုမျက်နှာမှုကြောင့်ပဲဒုက္ခရောက်ရတာအခုဒုက္ခရောက်နေကြရတယ်ဆိုတာလည်းအဲ့ဒီချစ်ခင်မှုနှစ်သက်မှုမျက်နှာမှုကြောင့်ပဲဒုက္ခရောက်နေကြရတာနောက်မှဒုက္ခရောက်ကြမဲ့လူတွေလည်းပဲအဲ့ဒီချစ်ခင်မှုနှစ်သက်မှုမျက်နှာမှုကြောင့်ပဲဒုက္ခရောက်ကြရတာ